လေနီစီရင်တိန်ထောင်ကျောက်တဲပြိမိခင်တဲ့ပါရာကလိုင်တာစီသမောင်းအားလုံးပဲမင်္ဂလာပါရှင်ဒင်ငါချန်နယ်မှာပြန်လည်ကြည့်ဆွန်လိုက်ပါတယ်တရုတ်နိုင်ငံကအသက်55နှစ်ရွယ်လေနီစီဝါသနာရှင်ပန်ယူချန်ရဲ့ဖြစ်ရပ်ကစွန့်စားရတာစိုက်တဲ့သူတိုင်းအတွက်သင်ကန်းဆောင်ယူစီရပါသူကလေ့ကျင့်မှုတစ်ခုလုပ်နေရင်ကနေတည်ခြင်းတရားနာထိရောက်လူနီးပါကြုံခဲ့ရတာဖြစ်ပါတယ် သူရဲ့ဖြစ်ပျက်ကုန်နောက်ထောင်ပြီးရင်ပါရာဂလိုက်ဒါစီးနေဆိုတော့လွယ်လွယ်ကူကူကစားလို့ရတဲ့အားကစားတစ်ခုမဟုတ်ဘူးဆိုတော့ပုံပြီးနားလည်လာပါလိမ့်မယ်။ပန်းဟာပီလေပဲတိမတ်ဖြူပါရာဂလိုက်ဒါစီးသမားတူဖြစ်ပြီးအထွေကြောင့်လေးနှစ်ခွဲလောက်ရှိနေပါပြီ။ကန်စုပြည်နယ်ပင်လယ်ရေပြင်မျက်နှာပြင်ထံမီတာ3000လောက်မှာရှိတဲ့လေကျင်းရေနေရာတစ်ခုမှာသူဝင်ထားတဲ့လေဒီတစ်ကိုစမ်းသပ်နေကြတာပါ။ပုံမှန်လေးချင်းမှုလို့ထင်ခဲ့ပေမယ့်အဲဒီနေ့ကသူ့ဘဝအတွက်အဆိုးဆုံးနေ့ဖြစ်လာခဲ့ပါတယ်။ အဲ့ဟာကတော့လေဒီကိုမြေပြင်နာကပ်ပင်စမ်းတန်နေတော့ရုတ်တရက်လေပြင်းနေတိုက်ခတ်လာပင် သူ့ကိုကောင်းကင်ပေါ်ဆွဲတင်သွားခဲ့တာပါ။အစာပိုင်းမှာပြန်ဆင်းမှုကြိုးစားခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူး။ပြီးတော့ပပက်လေးမှာတိမ်နေပဲဖြစ်နေတဲ့တိမ်တိုက်တွေပိတ်မိသွားခဲ့ပါလေ။ဒီလိုတိမ်တိုက်မျိုးတွေဟာပြင်းထန်တဲ့မိုးလီဝသအခြေအနေတွေမှာဖြစ်ပေါ်တတ်တယ်လို့သိရပါဗျ။ပန်ရီပြောပြချင်ရသူ့ပပက်လေးဟာတိမ်တူတွေကြောင့်ဘာမှမမြင်ရဘူးလို့သိခင်ရတာပါ။ သူမတော့တန်လိုက်ရင်မြပါမသွားခင်ရင်ဘယ်ရက်ကိုဥတည်နေမလဲဆိုတော့သိခွင့်တော့ရမှာမဟုတ်ပါဘူး။ဘန်ကဒီတိန်သူတွေထဲမှာအချိန်တော်တော်ကြာမျောနေခဲ့ပါတယ်။တိန်သူတွေဟိုတီတီရှောင်းဝဲပြီးနောက်မှာမှသူပါရာဂလိုက်တာကိုအရှင်းမြောက်ဘက်ကိုဥတည်နိုင်ခဲ့လိုက်တာပါ။အန်အောင်ဆရာကောင်းတာကတော့ဘန်ဟာလေဒီစီးဖို့လိုတဲ့အောက်ဆီဂျင်ကရိယာမပါပဲမီတာ8598မြင်ကိုရောက်သွားခဲ့တာပါ။ဒီမြင်ဟာအေဝရစ်တောင်ရဲ့ခြေချစကန်တက်တောင်ပုံမြင့်နေတာဖြစ်ပါတယ်။ အခြေချစကန်ရဲ့မြင့်ကမီတာ9300ကျော်ရှိနေတာပါ။ကြိမ်တိုက်ဒေသမှာပူချိန်နှုတ်40ဒီဂရီစင်တီဂရိတ်လောက်ထိကျဆင်းခဲ့ပြီးနောက်ပိုင်းမှာပြင်းထန်တဲ့အောက်ဆီဂျင်ပြတ်လတ်မှုလက္ခဏာကိုကြုံခဲ့ရတာပါ။သူခန္ဓာကိုယ်နဲ့ပစ္စည်းတွေအကုန်လုံးရေကင်းတွေဖုံးလွှမ်းသွားခဲ့ပြီးလက်တွေတော့ခဲလူနေပါဖြစ်ခင်ရပါတယ်။ဒါပေမဲ့ဘန်ဟောင်းသူ့ရဲ့တန်လာရင်မြောင်းနဲ့ရေဒီယိုကိုပဲသုံးပြုပြီးဝဲနေတဲ့ခြေနေကနေလွတ်မြောက်ဖို့စူးစမ်းခဲ့ပါတယ်။ လေနီးထိပ်ပိုင်းချသွားပြီးဝဲတော်ကနေရုံထွက်ဖို့ကြိုးစားပေမယ့်မောင်မြင့်တဲ့အချိန်ဟာသူ့အတွက်ကြောက်ရွံ့ကောင်းဆုံးချိန်ပဲလို့ဆိုပါတယ်သူပြင်ကုန်ထွက်လာနိုင်ခဲ့တဲ့အချိန်မှာတော့သူတက်ရှင်နေသေးတယ်ဆိုတော့ကိုတီပီဝမ်းသာခဲ့ရတာပါ။တိမ်တွေတဲကထွက်ထွက်ပြီးအပြင်ကိုမြင်ရတဲ့အချိန်မှာပန်တရားမတရားဖြော်ခဲ့ရပါတယ်။ကျွမ်းကျင်သူတွေကဒီဖြစ်စဉ်ကို Cloud ဆက်ဆိုရင်ရှားပါးပြီးအနေများနေမူလီဝတာဖြစ်စဉ်ပြင်ဒီပြုခဲ့ပါတယ်။ ဒါဟာလေရီစီသူတွေကိုလွမင်းမြင်မာတဲ့မြင်နေစဉ်ဆွဲတင်သွားနိုင်တဲ့လေစီကြောင်းတွေကြောင့်ဖြစ်ပေါ်စေတာပါ။ပန်ရဲ့ပြန်တမ်းမှုဒေတာတွေကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာအမြင့်8598မီတာထိရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။အောက်ကိုဆင်းနေတုန်းကလည်းခဏတစ်ပြုံမေးမျောသွားတာကိုပန်ကမှတ်မိနေခဲ့တာပါ။ဒါပေမဲ့တတိပြန်ရလာပြီးပါရာကလိုက်တာကိုပြန်ထိန်းထားနိုင်ခဲ့တာကိုပဲကျေးဇူးတင်နေခဲ့တာပါ။ဒီကိစ္စကြောင့်ပန်တရာပါရာကလိုက်တာဆက်စီးဖို့ကိုနည်းနည်းကြောက်သွားခဲ့ပါပြီ ။နောက်ပြီးကန်ဆွဖီနယ်လေးချောင်းကစားတဲ့ကလည်းစီးနင်းခွင့်အတွက်ခွင့်ပြုချက်မယူထားလို့ဆိုပြီးသူ့ကို၆လကြာစီးနင်းခွင့်ပိတ်ထားလိုက်တာပါ။အဲ့ဒါကပဲသူ့အတွက်အတော်ဖြစ်သွားပါလေ။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီကြားထဲမှာပါရာကလိုက်တာဆက်စီးဖို့တတိမွေးရအောင်မှာကြောင်းပဲဖြစ်ကြောင်းဝေးမြလိုက်ရင်ဗီဒီယိုလေးကိုနှီးကုန်းခြုံလိုက်ပါနဲ့။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။